လောကကြီးတဲ့ပေါ့နော်ကျွန်တော်အသွေးသားနဲ့တိဆောက်ထားတဲ့ဟိုဘယ်လိုပြောမလဲကျွန်တော်ကိုပွားလေးရောက်လာတော့ဟိုကြည်နူးတယ်ပေါ့နော်အဖေဖြစ်တဲ့တံမိုးပထမဆုံးနားလေးလာတယ်ပေါ့နော်အဲ့ဒီမှာဘာမြင်လဲဆိုကျွန်တော်အဖေကိုလှမ်းပြီးမြင်ပြီးတော့ကျွန်တော်အဖေတုန်းကလည်းဒီလိုမျိုးခံစားချက်ဖြစ်ခဲ့မှာပါပဲဆိုပြီးတော့ကျွန်တော်လှမ်းပြီးတော့မြင်လိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီခံစားချက်ကိုပြန်ပြောရမယ်ဆိုရင်နောက်တစ်ချိန်တော့ပြန်မရနိုင်ဘူး အာကျွန်တော်ရင်သွေးပမာစုကျွန်တော်တွေ့လိုက်တဲ့အချိန်မှာဟိုသူ့ရဲ့အသက်ရှူတန်လေးကိုကျွန်တော်နားထောင်ရင်းနဲ့ပဲကျွန်တော်တော်လေးပီတိဖြစ်ခဲ့တယ်အဲဒီအချိန်မှာဘယ်တော့မှအာမယိုသွားတဲ့ပကြီကားတစ်ချက်ကိုကြည်နေရတယ်လို့ပဲပေါ့နော်အဲ့လိုပဲအရင်ပြောပါတယ်ကျွန်တော်ဒါလေးရဲ့လက်တီတီလေးနဲ့ကျွန်တော်ဆွဲကင်ထားတဲ့အတွက်ကြောင့်ကျွန်တော်တော်တော်များများအားရနေရှိနေရပါပေါ့နော်အာဒါကိုကျွန်တော် အရင်ချစ်ပါတယ်သူတို့ဘဝကလည်းကောင်းကောင်းမွန်မွန်လေးရှင်တန်ကြီးပြင်းသွားဖို့တော့ပဲမျှော်လင့်တယ်အဲ့ဒီအတွက်ကိုပဲခုဘက်ကပါပဲကုညီပေးရပေးရပြည့်စုံပေးရပေးရတာကိုအမြဲတမ်း ပေးဆက်မယ်လို့ပဲစိတ်ထဲကတွေးလာပါတယ်ခင်ဗျာကျွန်တော်တော့ဒါနေရောက်ရှိရပါတော့ကျွန်တော်ကျွန်တော်ရဲ့ဒါတွေကိုပြောချင်တာကတော့ဟိုဒါသမီးပဲဖြစ်ဖြစ်ကျွန်တော်လူမျိုးအဖေတယောက်ကရှားသားသမီးတွေပဲဖြစ်ဖြစ်ပေါ့နော်ဟိုဒါသမီးတွေကျူးကျူးဆဆာနဲ့ဟိုတခုခုသူတို့ achievement လုပ်လာတဲ့အခါကျရင်ဒါဟိုသူတို့နဲ့အတူထက်တူထက်မြဝမ်းသာပေးဖို့လိုတယ်ကျွန်တော်အနေနဲ့ကျွန်တော်သမီးလေးဟာပြပ မှာတွားရောက်ပညာသင်ကြားနေပါလေ။ကျမရေပြုစိုက်ပါ။ပညာရေးအတွက်လိုအပ်တဲ့အရာအားလုံးကို ဖြည့်စွမ်းပေးမယ်ဆိုတာကိုတော့ယုံကြည်ပါ။ကိုယ့်ရဲ့သားသမီးတွေကိုကိုထက်ပို့ပြီးတော့တော်ပြီးတော့ကိုထက်ပို့ပြီးထူးချွန်ထင်မြတ်တဲ့သားလေးမှသမီးလေးမှလေးတွေတော့ဖြစ်စေချင်တယ်ပေါ့နော်။တွားလေရရောက်လေရအတိုင်းမှာအတန်အန္တရာယ်ကင်းဘေးဥပ္ပကင်းလူရဆုပြေပါစေလို့ပဲကျွန်တော်ဒီကနေ့ဆုပဲတောင်းကျင်နေဗျာကျွန်တော်တာအုပ်သမီးရောပေါ့လမ်းပြပေးနိုင်တဲ့အဖေတယောက်ဖြစ်ချင်တယ် ပြီးတော့သူတို့ဘောနားလည်ပြီးနိုင်ရမယ်ပြီးတော့သူတို့ဘွားတစ်ချောင်းလုံးဂုံစီယာကောင်းတဲ့အဖေဖြစ်ဖို့ကျွန်တော်ကတိပေးပါတယ်